ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းမဟုတ်ဘူးမတော်တော့မတော်လို့ကောင်းထုံးပါအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပဲယူမတော်ဘက်ကမရရောက်ခက်အဲ့ဒါတော်လာရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော် ွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်တော့ခုနကဟိုဇလန်းနှံမရေဘာလဲကျွန်တော်မသိဘူးဗျာနောက်ပြီးတော့အဲ့ဒီထဲမှာပါတဲ့တခြားတခြားတော့ပေါ့နော်မင်းသားတော့မင်းသမီးတော့ဟိုအဲ့ဒါတွေကတော့ကျွန်တော်မပြောလို့ဗျာတိလည်းမသိချင်ဘူးဒီကောင်တွေဘာလို့လို့ ဟိုအရင်တော့ကဟိုအာနာတိန်းစတုန်းကဆန္ဒပြပွဲမှာပဲပါပါအခုဒီဟိုမှာပဲတရုတ်ဆောင်လို့လို့စိတ်ဝင်စားဖို့ပြဒီကောစိတ်ဝင်စားဘူးဒါပေမဲ့ကျွန်တော်ဘာနည်းနည်းလေးချော့ဖြစ်သွားလဲဆိုတော့နေတူးပေါ့ဟိုသူဘာလို့ဒီဇလန်းမှာပါနေရတလဲပေါ့နော်အဲ့ဒါနည်းနည်းလေးချော့ဖြစ်သွားတယ် ဟိုကျွန်တော်ကျွန်တော်ကိုကျွန်တော်စဉ်းစားမိတာလည်းအများကြီးဖြစ်သွားတယ်ဗျ။ဟိုသူ့အနေနဲ့ပေါ့နော်။သူ့အနေနဲ့ဒီမြန်မာပြည်ရဲ့လက်ရှိအခြေအနေပေါ့နော်။သူ့ကိုအားပေးတဲ့ပြိသက်ပေါ့နော်။သူ့သူ့အားပေးတဲ့ပြိသက်တွေရောနောက်ပြီးတော့သူ့ရဲ့လူမျိုးပေါ့နော်။ရခိုင်လူမျိုးကိုရောပေါ့နော်။ဒီအချိန်မှာ ခုဘာလို့တာလဲပေါ့ဟိုတဖက်တဖက်ကဗျာ तू ဟိုမရိုက်ရှင်ဘူးဘလို့မရိုက်ရှင်ဘူးဗျာလက်ဆောင်လို့ရတယ်ဗျာလက်ဆောင်လို့ရရသားနဲ့ဘာလို့မဆောင်လာလဲမို့နော်ဒါမှမဟုတ် तू ကိုနဲ့ကွာဒီအကြီးကိုရိုက်ရှင်တာလားပေါ့ရိုက်ရှင်လို့ရိုက်တာလားပေါ့နော် ဟိုကျွန်တော်လည်းရက်ခိုင်လူမျိုးတရားလည်းနည်းနည်းစဉ်းစားနည်းနည်းလေးဟိုဟာဖြစ်သွားပါတော့ဟောအဲ့တော့ပြန်စဉ်းစားကြည့်တော့ဟာဒီကောင်မမိုက်ပေါ့တကယ်လို့ဒါဒီကောင်ရိုက်ခိုင်ဟိုပေါ့ရိုက်ရှင်လို့ရိုက်တယ်ဆိုရင်တော့မမိုက်ဘူးနော်တော်တော်လေးကိုမမိုက်တာဟုတ်နောက်ပြီးတော့ကျွန်တော်တို့ရခိုင်လူမျိုးတွေတည်းကနေပြီးတော့အဲ့လိုမင်းသားရှားတယ်ဗျာ တော်တော်ချားတာပေါ့နော်ကျွန်တော်တို့ဟိုဒီကောင်းနေနဲ့စပြီးတော့အဲ့လိုမင်းသားလုတ်တတ်မဲ့ဆိုတဲ့အချိန်တော့တိတ်မရှိဟိုရှိတော့ရှိတယ်တရောင်းနှစ်ယောက်ပေါ့အဲ့ဒါလေးကလည်းတကယ်နိုင်ငံကျော်အောင်မြင်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ဟိုရခိုင်လူမျိုးတရောင်းနေတဲ့မင်းသားဇမားကြီးမှာပေါ့နော်အဲ့လိုပေါ်ထုံးပါစေဆိုတဲ့အကြီးကျယ်ချက်နဲ့ ဟိုဂျခိုင်လူမျိုးတွေပဲလုတ်ပြီးခဲ့ကြတာတွေအများကြီးပါဒါရိုက်တာတွေရောဘောနော်အဲ့လိုမီထိုးမှန်ထိုးတွေရောဇန်ညူးကြီးတဲ့လူတွေရောဟိုနောက်ဆုံးအဲ့လိုဟိုရိုက်ကွင်းတွေမှာရိုက်ဖို့ကောင်းမောင်းပေးတဲ့လူကအစပေါ့အဲ့လိုထိကြိုင်ဖနာကန်ကအစပေါ့ဘယ်ရခိုင်တွေပဲလုတ်ပြီးခဲ့ကြတာပေါ့အဲ့ဒါတွေတော့အဲ့ဒါတွေကိုတော့မှသူမငဲ့ပဲနဲ့မလား လို့သလားဗောနော်ဒီချိန်မှာဗောဟုတ်ဒါကတော့ကျွန်တော်တို့ကျွန်တော်ဟိုတကွေအမြင်နဲ့ပြောပြောတာနော်ဒါမှမဟုတ်လည်း तू အဲ့ဒါလည်းဂယုမဆိုင်ဘူးဗျာမဆိုင်ဘဲနဲ့အဲ့လိုဒီစစ်တပ်ကခိုင်းတာဟိုပဲလောက်တာလားဗောအပီလောက်တာလားဗောတော်တော်ရှော့ဖြစ်တယ်ဗျာဟုတ်ဟာအဲ့ဒီဆန္ဒကိုကိုပြောတဲ့အထက်မှာကိုဂျပန်ပြောတဲ့အထက်မှာပါတာဗောနော်ဒီဟိုဟာဗော ရခိုင်မင်းသားတယောက်ကျွန်တော်တို့နိုင်ငံမှာပေါ်ထွန်းစေခြင်းတယ်ဗောနော်ပေါ်ထွန်းစေခြင်းနဲ့ဆန္ဒကြောင့်ဒါရခိုင်လူမျိုးတွေကပဲဝိုင်းပြီးတော့မှဒီမင်းသားနိုင်ငံကျော်ပါစေအကယ်ဒမီအများကြီးရတဲ့မင်းသားတယောက်ဗောနော်ဒါပြည်သူအသက်ဆွဲမင်းသားတယောက်ဖြစ်အောင်လို့ဆိုပြီးတော့မှဝိုင်းပြီးတော့ဒါဖြစ်စေခြင်းနဲ့ဆန္ဒတွေရခိုင်လူမျိုးတွေမှာရှိတယ်ဆိုတော့ အဲကျွန်တော်တို့ဥမာနိုင်ငံရေးမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းမှာဆိုလို့ရှိရင်လည်းဗမာလူမျိုးကြီးဝါဒဆိုတာရှိတယ်။အဲပြီးတော့ကျွန်တော်တို့ဒါစစ်တပ်ထဲမှာဆိုလို့ရှိရင်လည်းဗမာလူမျိုးကြီးဝါဒရှိတယ်။အဲဟိုရခိုင်ဗိုလ်ချုပ်တို့ရခိုင်ဗိုလ်ချုပ်ကြီးတို့ဆိုတာကဟိုချီတော့ရှိတယ်ဒါပေမဲ့ရှားတယ်။ဗမာတွေကပဲအချိန်တန်လို့ရှိရင်ဒါနေရာယူသွားကြတာပေါ့နော်။ကရင်ကရင်ဗိုလ်ချုပ်တို့ဘာလို့ဆိုလို့ရှိရင်လည်းရှိခဲ့ဘူးလေရှားတယ်ပေါ့။အဲချင်းတို့ဘာလို့အဲ့လိုအများကြီးပေါ့နော်။အဲ့တော့ရခိုင် ဟွာမှာကြတော့ကျွန်တော်တို့အမှုပညာတိုင်းဝိုင်းမှာကောအဗမာလူမျိုးကြီးဟွာရရှိခဲ့လားဗောနော်ရှိတယ်ရှိတယ်ကျွန်တော်တို့တွေစပြီးတော့အဲ့လိုဟိုဟိုဒီကောင်ဗောဒီကောင်ကိုမင်းသားတင်မင်းသားရိုက်မယ်ဆိုတဲ့အချိန်မှာဟိုနေရာမပေးကြဘူးဗျနေရာမပေးဘူးဗောနော်နေရာမပေးဘူးဒီလိုပဲဟိုနင်းချလို့ရနင်းချပလိုက်မှာဒါမဲ့ဒီလိုတော့နင်းကြည့်တယ်ဗော န်းကြည့်တော့တော့အဝိုင်းအဝိုင်းလည်းအဲ့လိုကောင်းဟိုကောင်းလာတယ်ပေါ့အဲသူသူကိုနိုင်ကိုကလည်းအဲ့လိုအနုပညာဟိုပါမီပါလွတ်ပြောအဲ့ဒါတွေဖြစ်လာတဲ့အခါတင်းလို့မရတော့ဘူးလုံးလုံးကန်လို့မရတော့ဘူးဆိုမှပြီးလှုပ်ပေးလိုက်တာအဖြစ်သွားတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်သွားတာပေါ့နော်အရင်တော့ရတဲ့လောက်ကြီးရရင်ရတဲ့လောက်ဖိတာလားဖိတာအဲ့ဒါအားကြတော့ဟိုဒီတခြားနေရာတွေတော့ထားလိုက်ပြအဲ့ဒီရုပ်ရှင်လောကမှာနေရှိတာ တိုင်းရင်းသားတွေဟာတွေပေါ့အဲ့တိုင်းရင်းသားတို့လူမျိုးသားတို့ပေါ့အဲ့လိုပေါ့နောက်ပိုင်းတော့နည်းနည်းလေးအဲ့လိုခေလည်းပြောင်းလာတာလည်းပါမှာပေါ့နော်အဲ့လိုတိုင်းရင်းသားတွေကမင်းသားတွေပေါ်လာတယ်အဲ့လိုလူမျိုးသားတွေကမင်းသားလေးတွေပေါ်လာမြန်မာနိုင်ငံမှာဒီအနာယူတဲ့ဒီမာလာက Nobel Nishin Sushi တော့အောင်ဆန်းစုကြည်ကိုတောင်းမှာ ရဲရဲဆက်ဆက်မတရားဖန်ဆီးချုံတော့တာသူတို့ပြောတဲ့ဟာကြတော့ရောဂါပွင့်မှာမေးလင်လို့မေးခို့လို့တဲ့ဒါပေမဲ့နောက်ပိုင်းကျတော့ပြဿနာတွေပုံမှန်တွေပုတ်ချီတွေနဲ့မျိုးမျိုးပုံမှန်တွေတက်ပြီးတော့တောင်းရှာပလိုက်တာနေတာမှမဟုတ်တာအသက်ရှိစေလို့ရှိနေတယ်ပေါ်ကြီးကိုနေသုံးစေလို့တောင်းရှာထားတယ်ဆိုတော့မလွယ်ဘူးပေါ့အခုဒီကြတဲ့မှာ ဒေါန်ဆန်းစုကြည်ကိုလည်းအဲ့လိုပဲမတရားဖက်စီတောက်ချထားသလိုဘူရှုံမှုကြီးတန်းရွှေရဲ့သမက်သူ့ကိုလည်းဖက်စီတောက်ချထားတယ်တခါဘူရှုံမှုကြီးတန်းရွှေမြင့်နေရှိသွေးအောင်ရဲ့ passport ကိုလည်းတင်ထားတယ်ဘယ်မှမသွားရဘူးအခြေချုပ်နဲ့မြန်မာနိုင်ငံထဲမှာတခြားဒီလေရင်နဲ့ဘုံကျစ်တာလောက်တော့ထားလိုက်တော့အေးတလူသူ့ရဲ့ကျေးဇူးရှင်ဆရာသမားကြီးတွေရဲ့အသည်မြင့်မြင့်ကြီးကိုတောင်းမအဲ့လိုလုပ်နေတာ ဒီရုပ်ရှင်ရိုက်နေတဲ့ဒီနေတိုးတို့ရှူလေးတို့အေရှန်မုန်တို့လောက်ကတော့စာဖွဲ့เสียမလို့ဘူးလေသူတို့ရဲ့လက်အောက်ထင်းမှာသူတို့ရဲ့အာနာဇတ်ထင်းမှာအဲ့ဒီရုပ်ရှင်အမှုပညာရှင်သမားတွေရာရာညပြဖြစ်နေရတာလေဆိုသူတို့ကဆယ်လီလေဆယ်လီဆိုတော့သူတို့အသုံးချမှာပေါ့အသုံးချတော့သူတို့ပြဿနာတက်ပြီလေသူတို့အခင်ပြရလား အခင်လို့မရဘူးလေအဲ့ဒါလို့အခင်လို့မရတဲ့နေသားကိုပြပမှာရှိနေတဲ့တာနဲ့မရနဲ့အတူတကောတောခိုလာတောခိုပါလေဆိုပြီးတော့နိုင်ငံရေးလုပ်ပါလေဆိုထွက်လာတဲ့လူတွေကအဲ့ထိမှရှိနေတဲ့သူတို့ရဲ့အတူတူလုပ်ဖို့ကိုင်ပဲနေကြီးရုပ်ရှင်နုံမြရရှိသမားတွေဝေဖန်ပုတ်ခတ်နေကြတယ်သူတို့အဒီကိုပြပကိုထွက်လာလို့သူတို့ကပြောလို့ဆိုလို့ရတာဗော့ အထက်မှာရှိတဲ့သူတို့ရဲ့ရုပ်ရှင်လုံးမရရှိသမားတွေကဘာမှလုံးလုံးမရဘူးလေအဲ့ဒါကြီးကိုနားလည်ပြဖို့လိုတာပေါ့ကျွန်တော်တို့လည်းတော့ခိုခဲ့တာတယောက်ထိပ်တော့ခိုခဲ့တာလေမိသားစုတွေမပါဘူးသားမရတယ်မပါဘူးဘဝတွေကအလုံးစုံရောက်စီအံပြပြတော့ပြီဘေးတင်ငယ်ရှိစုမျိုးတွေကိုလည်းပဲမင်းတို့ငါတို့ကငါတို့ကတော်လဲလုပ်တယ်ကောနိုင်ငံလုပ်တယ်ကောဆိုပြီးတော့ဘသူ့မှအပြစ်ဖို့စရာလည်းမရှိဘူးလေကိုဖြစ်ကိုခံကိုကိုဖြစ်ကိုစံဒါပဲ လူဘောမှာဘလူဘသူ့ကိုမှငါကင်းသူမလို့ရဒေသလာဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မမြင်ရတာနိုင်ငံရေးလုပ်တယ်ဆိုတာတော်လေးလုပ်တယ်ဆိုတာကိုညင်တမင်းတွင်းသားချင်းတောင်မှဘာမှတယောက်ကနိုင်ငံသမားဖြစ်ဖြစ်တယောက်ကကျောင်းဆရာဖြစ်နေတယောက်ကဘာမှစစ်ကိုမဝင်စားဘူးလေတူတူစင်ညင်ကိုအေးကြီးခောက်ခောက်တောင်မှနိုင်ငံရေးကိုနားမနေတယ်မိသားစုတွေရှိတာပဲကျွန်တော်တို့မှလည်းရှိတာပဲဘာမှမဆိုင်ဘူးလေ ဆိုတော့ကိုကလူစုံလုံးနေကြနေပေါ့နားလေဖို့လိုတယ်လေပြည်တွင်းမှာရှိနေတဲ့လူတွေရဲ့အနေထားကိုနားလေဖို့လိုတယ်ပြည်တွင်းကလူတွေကိုဘလို့ထိကြားညက်ပြီးဘလို့ထိလုံးနေတယ်လေဆိုလူတိုင်းသိတာပဲလေပြည်ပကပုဂ္ဂိုလ်တွေကတော့ကြံနေပြည်တော်တို့တော့ကြံရန်ကုန်တို့ဆိုတဲ့ပုဂ္ဂိုလ်တွေသွားပါလားနေပြည်တော်တို့ရန်ကုန်တို့သိမ့်ပါလားလေရင်နဲ့တိုင်းနေတဲ့ဥစ္စာကိုလေရင်မြန်ကွင်းကိုသွားချပါလားဘုံကြည့်တဲ့ လိမ်ပြန်ထွက်တဲ့နေရာကိုသွားပြီးတိုက်ကြပါလားဘာဖြစ်လို့ဒီဒီလက Facebook ကနေပြီးတော့အမီနိုကဘာလဲကောအမီနိုကဘောမနေတာလားဘာဖြစ်လို့ပြောနေစလို့သေးလေလင်းနေကြော်နေပြီငါနေပြီတော့မယ်ဘာရနေတယ်လဲကိုရှင်မကျွန်တော်တို့ကဒီအဖြစ်ကိုအဖြစ်တက်အရှိကိုအရှိတက်ပြောရှင်နေတယ်မင်းနေဆိုရင်ကျွန်တော်လက်ခဲ့တယ်မမှန်ဘူးဆိုလက်မခံဘူး ဟိုဒေါ်ဆက်စုရှိကိုအာနာသိမ့်လိုက်တယ်ဒေါ်ဆက်စုရှိမကောင်းကြုံကိုပြောဖို့တဲ့အခုချိန်မှာနောက်ထပ်ဒီရွေးကောက်ပွဲမှာလာပြီးပြောနေကြတာတွေရှိတယ်ဘာရွေးကောက်ပြောစရာမလိုတော့ဘူးလေဒေါ်ဆက်စုရှိထောင်ကျနေပြီသူအကြောင်းမကောင်းပြောစရာလည်းမလိုဘူးလေအာဒေါ်စုကြီးမာကဒီလိုမှုတွေရှိတယ်ပြဿနာရှိတယ်ဘာညာဒါပြောစရာမလိုဘူးထောင်ရှားပြီးပြီရွေးကောက်ပွဲမှာလည်းကိုကိုမစ်ရှိဘောကျွန်တော်ဘလော့ကောက်နေဘောကျွန်တော်ဘလော့လုံးရှင်နေဘောဒါပဲဆိုရင်မစ်ရှိကြည့်ပြီဟုတ်တယ်မလား တို့ရုပ်ရှင်နုပညာရှင်တွေကိုဒီလိုကြားညက်ပြီးတော့လုပ်နေတဲ့ဥစ္စာတွေကဒါပြဿနာပဲလေဟိုရုပ်ရှင်နုပညာရှင်တွေကသူတို့မှလှုပ်ရှားနုပညာကိုလှုပ်ရှားစီးပွားရေးသမားတွေသူတို့တို့ကြားညက်နေနေခိုင်းမှာပဲဖြစ်နေတာကမာလာထုကိုပြောရမှာကျွန်တော်တို့ကအဲ့ဒါကျွန်တော်ပြောရှင်းတယ်ဒါကြောင့်ဥရှိနုပညာရှိသမားတွေကိုကြားညက်တော့တဲ့ဥစ္စာကိုတော့နိုင်ငံသမားဆိုတဲ့လူတန်းကသိထားဖို့လိုတယ်။ကျွန်တော်ကတော့အဲ့လိုခံယူတယ်